မင်္ဂလာနနက်ခင်ပါယေရှုခရုနာမြတ်တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတူဝရဲ့ပူချိန်ကတော့28ဒီဂရီရှိပြီးတော့မှ31ဒီဂရီရှိတယ်လို့ခန့်စားရရှိနိုင်ပါတယ်လေရုရည်သွေးကနှိမ်ချလက်ရှိတယ်တနေ့လုံးနေတာပြီးတော့မှပူအိုက်ပါမယ်မြင့်ဆုံးပူချိန်38ဒီဂရီထိရှိပါမယ်နေ့စဉ်ဝိပြုခြင်းလင်းပြဧပြီလ29ရက် တနင်္ဂနွေနေ့2025တိဆောက်ဆရာဖို့ကောင်းသောစကားကိုသာ သုံးဆောင်ကြလောဒီကချက်အဖက်ဩဝါဒသာမခွန်အာယူဆရာများ အပိုင်း33ဖက်ရံကျမ်းချက်အဖက်ဩဝါဒစာခန်းကြီး3ခန်းငယ်25မှ32ထို့ကြောင့်ဥဒါစကားကိုပယ်ရှား၍မှန်သောစကားကိုသာ ချင်းချင်းတယောက်နဲ့တယောက်ပြောကြလောအကြောင်းမူကားငါတို့သည် အချင်းချင်းအင်္ကာချင်းဖြစ်ကြ၏အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်အမျက်မပြေဘဲနေမဝင်စေနှင့်မာနကို ခွင့်မပေးကြနှင့်ခိုးတက်သောသူသည် နောက်တဖန်မခိုးဘဲစင်ရဲသောသူအားပေးကမ်းဝင်ကရန်ရှိစေခြင်းကမိမိလက်နှင့်ကောင်းသောအလုပ်ကိုလှုပ်ဆောင်အားထုတ်စေညဉ့်ညူသောစကားတခွန်းကိုမြတင်တို့နှုတ်ထဲကမထွက်စေနှင့်ရှားနာသောသူတို့၏အကျိုးကို ပြုစုစေခြင်းကတိဆောက်စရာဖို့ ကောင်းသောစကားကိုသာ သုံးဆောင်ကြလော။ရင်းနှုတ်ခြင်းနှင့်ရတန်အောင်တင်းတို့ကိုတစိုက်ခတ်တော်မူသောဖျားသခင်ဤတန်ရှင်သောဝိညာဉ်တော်ကိုစိတ်မတားစေကြနှင့်။ခတ်သိမ်းသော စိတ်တူခြင်း စိတ်ဆိုးခြင်းအမျက်ထွက်ခြင်းအော်ဟင်းငေါငေါခြင်းသူအတည်ပြည့်အောင်ပြောဆိုခြင်းတို့ကို၎င်းခတ်သိမ်းသောမနာလိုခြင်းကို၎င်းသင်တို့မှပယ်ရှားကြလော့ခြင်းချင်းခြေစူးပြုခြင်းတနာဆုံမဲ့ခြင်းဖျားသခင်သည် ခရစ်တော်ကြောင့်တင်တို့၏အဖြစ်ကို လွတ်တော်မူတကယ်သို့အချင်းချင်းအဖြစ်လွတ်ခြင်းရှိကြလော့ဂလာတိဩရစာခန်းကြီး6ခန်းငယ်30ထို့ကြောင့်ငါတို့သည်အစဉ်သင့်သည့်အတိုင်းယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌အထူးသဖြင့်ယေရှုပြုလျက်ခတ်သိမ်းသောသူတို့အားယေရှုပြုကြကုန်အံဆလပီရှင်ဘောလူသည် ခရိယန်သက်တာတဲ့မှာဘလို့ကျင့်ကြံပြုမှု နေထိုင်ရမလဲဆိုတာကိုညွှန်ကြားပါတယ် အရောခရစ်တော်ရဲ့တက်တာတဲ့နဲ့တက်ရှင်တဲ့လူတွေဟာလိမ့်လေခြင်းကင်းနဲ့ခရစ်တော်၌တည်တည်အင်္ကာခြင်းဖြစ်တဲ့အတွက်တောင်းနဲ့တယောက်လိမ့်လေစရာနေရာမရှိဘူးခန္ဓာကိုယ်တစ်ခုထဲမှာရှိတဲ့အင်္ကာခြင်းတွေဟာတစ်ခုနဲ့တစ်ခုဆက်သွယ်တဲ့အခါမှာမမှန်ကန်ကန်ဆက်သွယ်မှသာအလုတ်ဖြစ်မှာဖြစ်တဲ့အတွက်တက်တာတဲ့နဲ့တက်ရှင်တဲ့လူတွေသည်ချင်းချင်းလိမ့်လေစရာအကြောင်းမရှိဘူးအမှန်ကိုအမှန်တိုင်းပြောရမှာဖြစ်တယ်နောက်ပြီးအသက်တာတဲ့နဲ့လူသည် စိတ်ဆိုးတတ်ပါတယ်။တိုးတော်လည်းပဲစိတ်ဆိုးရာကိုအပြစ်ဒုစရိုက်တစ်ခုဖြစ်တဲ့ဒီခွင့်မပြုဖို့ဖြစ်တယ်။ကိုယ့်ရဲ့ဒေါသစိတ်ကြောင့်ကိုယ့်ဘဝနဲ့တခြားသူရဲ့ဘဝတွေအမောင်ဖုံးသွားတဲ့ဒီနေဝင်သွားတဲ့ဒီခွင့်မပြုဖို့ရင်မကြားရယ်။ကိုယ့်ရဲ့စိတ်လှုပ်ရှားခြင်းစိတ်ဆိုးခြင်းဟာ မာနအတွက်ခွင့်ရတစ်ခုမဖြစ်သွားစေဖို့သတိပြုရမယ်။နောက်ပြီးအသက်တာတင်းတဲ့တက်ရှင်တဲ့သူသည်သူတစ်ပါးပစ္စည်းကိုမခိုးဘူးမခိုးရဲပြင် စင်းရဲသားတွေကိုဝေငှပေးခဲ့မှု ကိုယ်လက်နဲ့ကိုယ်ကိုယ်အလုပ်ကို ကိုကောင်းကောင်းလုပ်ဆောင်ကြရမယ်။သူလိုရာကအသက်တာတဲ့လူသစ်တီသူတပားစီကမတရားရယူဖို့တဲ့သူတပားကိုပေးကမ်းဝေငှဖို့ကိုကိုယ်တိုင်ဝိရိယဆွဲလုံးလာနဲ့အလုပ်လုပ်ကင်နေကြဖို့ယင်ဖြစ်ပါတယ်။နောက်ပြီးတော့ညှဉ်းညူတဲ့စကားသူတပားကို ထိခိုက်နစ်နာစေတဲ့စကားတွေကိုပယ်ရှားပြီးတော့မှအပြုတ်သဘောဆောင်တဲ့ တိဆောက်ခြင်းကိုပြုစုပေးတတ်တဲ့စကားကိုသာချင်းချင်းတယောက်နဲ့တယောက်ပြောကြဖို့ရင်ဖြစ်တယ်။ထိကိုက်နာခြင်းပြက်စီးစေပြီးတော့မှဆက်သွယ်ဆက်ဆံရေးကိုပြက်ပြားစေတဲ့စကားတွေထဲတယောက်နဲ့တယောက်တိဆောက်ပြီးတော့မှ အပြုသဘောဆောင်တဲ့စကားတွေကိုပြောဆိုကြဖို့ရင်ဖြစ်ပါတယ်။နောက်ပြီးတော့အသက်တာတဲ့သက်ရှင်တဲ့လူတွေသည်သက်ရှင်သောဝိညာဉ်တော်ကိုစိတ်မနာစေရဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တွေသည်သက်ရှင်သောဝိညာဉ်တော်ရဲ့တစိတ်ခတ်ပြီးတော့မှ ဘုရားသခင်ရဲ့အတိမတ်ပြုခြင်းကိုခံထားရတဲ့သူတွေဖြစ်တဲ့ကိုယ့်ရဲ့တစိ့ဖြစ်တဲ့သန့်ရှင်သောဝိညာဉ်တော်ကိုစိတ်နာစေမယ်ဆိုရင်တော့ဘုရားရဲ့အတိမတ်ပြုလက်ခံခြင်းကနေဝေးကွာသွားနိုင်တယ်ဆိုတာကိုသတိပြုဖို့ရန်ဖြစ်ပါတယ်။နောက်ပြီးတော့အသက်တာတဲ့လူသစ်သည်သူ့ရဲ့စိတ်လှုပ်ရှားမှုကိုအကောင်းဆုံးထိန်းချုပ်ရမယ်။စိတ်တူရာစိတ်ဆိုးရာအမျက်ထွက်တာအော်ဟင်းငေါငေါရာသူ့အတိပြက်အောင်ပြောဆိုခြင်းနေမနာလိုခြင်းနေအရာတွေကို ပယ်ရှားဖို့ရင်ဖြစ်ပါတယ်။ဝိညာဉ်တော်အသီးတွေဖြစ်တဲ့ယေရှုပြုခြင်းတနာဆောင်မဲ့ခြင်းတွေကိုကြိုးစားပြုမှပြုစုပြောထောင်ဖို့ရင်ဖြစ်တယ်။အဲလိုကောင်းတဲ့ဝိညာဉ်တော်ရဲ့အသီးပွင့်တွေကိုရရှိဖို့ရန်အတွက်ကလည်းဘုရားသခင်စီမှာတိုးဝင်ချင်ကပ်အသက်ရှင်ဖို့ရန်ဖြစ်တယ်လို့သခင်ယေရှုခရစ်တော်ရဲ့အပြစ်လွတ်ခြင်းခွင့်ကိုရရှိထားတဲ့သူတွေချင်းချင်းအပြစ်လွတ်ခြင်းတရားနဲ့ဆက်ဆံပေါင်းသင်းနေထိုင်ကြဖို့ရန်ဖြစ်ပါတယ်ဆက်လက်ဆုတောင်းကြပါစို့ ပြတရရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်တည်းဒီနေ့တည်းအတွက်ကိုရော့ကိုယေရှုတင်ပါရယ်ဘူအိုက်တော်နေ့တည်းမှာလူတွေအပူကြောင့်ဒုက္ခမရောက်စေဖို့ကိုရရှင်ပြင်ဆင်ကြွယ်ကာကောင်းကြီးပေးသနာရမှုပါထို့သဖြင့်ဂလင်တန်ကြောင့်အိမ်ထဲမှာနေစရာမရှိဘဲနဲ့တဲတွေထိုးပြမနေရတဲ့သူတွေလူကြီးသူမတွေအပူတန်ကြောင့်ထိခိုက်နာကျင်ခြင်းတွေမဖြစ်စေဖို့ကိုရရှင်သူပြင်ဆင်ကြွယ်ကာ ကောင်းကြီးပေးသနာမှုပါ နေ့ချိန်တိုင်းနေအားဖြင့်ထိခိုက်မရှိစေရစေအောင်ဘုရရှင်ပြင်ဆင်ပေးသနာမှုပါလက်တော်တို့အနံပါရယ်မန္တလေးကြီးကိုလည်းကိုရရှင်လက်တော်တို့အနံပါရယ်မတရားတဲ့သူတွေလက်ထဲမှာကဲတင်ကဲတို့ကောင်းကြီးပေးသနာမှုပါတန်ရှင်တော်ဝိညာဉ်တော်အားဖြင့်ဆင်းသက်ကြွလာပြီးတော့မှယုံကြည်သူတွေအားဖြင့်မန္တလေးကြီးသည်ဘုန်းတော်ထင်ရှားနိုင်ပါမည်အကြောင်းဖျားရဲ့အုပ်ဆိုခြင်းအာနာဇက်ပြေဝစေပါမည်အကြောင်း ကောင်းကြီးပေးသနာမှုပါဗတရားမှုတွေကိုရင်ဆိုင်တွန်းလှန်နိုင်သောသူတွေတည်တည်ဖြစ်စေဖို့ကောင်းကြီးပေးပါဗတရားတဲ့သူတွေအတွက်ဆုတောင်းပြုမှဖရားထံမှာတင်ပြပြုဖရားရဲ့စီရင်ခြင်းကိုလက်ခံနိုင်သောသူတွေတည်တည်ဖြစ်စေပါမည်ကြောင်းကောင်းကြီးပေးသနာမှုပါကိုယ်ရောဘေးဒုက္ခမျိုးမျိုးခံစားရတဲ့သူတွေစစ်ဘေးရှောင်နေတီးတီးကိုလည်းကိုရရှင်ချီးရှူကြပါခွဲကလမ်းပြပို့ဆောင်ကောင်းကြီးပေးပါတို့စိတ်ထဲမှာရှိတဲ့စိတ်တန်ရာတွေကြောက်ရွံ့ခြင်းတွေကို ရောပါသက်သာစေတော်မူပါမြို့ရမနေတဲ့သူတွေလည်းဒုက္ခသီးသီးတွေဖြစ်ကြပါတယ်သူတို့ကိုလည်းကိုရရှင်ပြင်ဆင်ခွဲကာကောင်းကြီးပေးပါဘေးအန္တရာယ်မျိုးမျိုးမှတားမြစ်မှန်တိုင်းကိုကင်းဝေးသက်သာစေပြီးတော့မှမတရားတဲ့သူတွေကိုလည်းကိုရရှင်ဖယ်ရှားလေကောင်းမြတ်ခြင်းစုံလင်ခြင်းများဖြင့်ကိုရရှင်မြတ်ပါပြီးကိုပြန်လည်တိဆောက်ခြင်းခွင့်ကိုပေးသနာတော်မူပါမည်ကြောင်းခေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြှုပ်လျက်အနာခံစုတောင်းကြပါရဲ့ဗျာ Amém.